ချို့လူတွေကသူတို့ရဲ့မွေးရပါကံလို့ပဲပြောရမလားထိုးကြချက်လို့ပဲပြောရမလားအကြောင်းမျိုးမျိုးကြောင့်နှာခေါင်းနှမျက်တွေရဲ့ဆောက်ရှောက်ခြင်းကိုအမြင်နဲ့ခံရပါတယ်။တင့်ကိုနှာခေါင်းနှမျက်တွေကဆောက်ရှောက်တယ်ဆိုတာသိနိုင်မဲ့အချက်၅ချက်ရှိပါတယ်။တကယ်လို့ဒီရလေးတွေကိုတင်အမြဲလို့လို့ကြုံတွေ့နေရတယ်ဆိုရင်တော့တင်ကမမြင်ရတဲ့နှာခေါင်းနှမျက်တွေရဲ့ဆောက်ရှောက်ခြင်းကိုခံရသူပါနော်။ကဲဒီတော့နှာခေါင်းနှမျက်တွေကဆောက်ရှောက်တယ်ဆိုတာသိနိုင်မဲ့အချက်၅ချက်ကိုပြောပြပေးခြင်းပါတယ်။နံပါတ်၁ကတော့ငှက်မွေးလေးကျလာတာပါ။ တကယ်လို့တင့်ရဲ့နားလေးမှာငှက်မွေးလေးကဝဲနေတယ်။ဒါမှမဟုတ်တင့်ရဲ့အပေါ်လေးကိုကြလာတယ်ဆိုရင်တော့ဒါကနှကောင်းနှမြက်တွေရဲ့တင်ငိတပဲဖြစ်ပါတယ်။တင်ပြီးမှသူတို့အမြဲရှိနေတယ်ဆိုတာကိုပြောပြခြင်းလုံးဖြစ်ပြီးတော့သူတို့ကတင့်ကိုချစ်ခင်နေမဆရီဆိုတာကိုဖော်ပြလိုက်တာပဲဖြစ်ပါတယ်။အထူးသဖြင့်တော့တမယိုကျနေရတယ်မဟုတ်တဲ့အေကန်အေကန်လို့နေရာမျိုးလေးတွေမှာတွေ့ရင်တော့ပိုလို့တော်မှတေးကြပါရည်နမန်နေ၁၇နိုင်၁၇မိနစ် စစ်တနာရီစစ်တမီနစ်ကိုမကြာခဏတည်ဝူးကြမယ်လို့ထင်ပါတယ်။ဒါကတော့နှကောင်းနမျက်တွေရဲ့ကဏ္ဍမေဖြစ်ပါရဲ့ရှင်။ဒီကဏ္ဍလေးကိုတွေ့ပြီဆိုရင်တော့သင်ကံကောင်းတော့မယ်ဆိုတာအသေးကြပါပဲနော်။နံပါတ်3တိမ်မုံတရံများကောင်းကင်ကိုအမှတ်တမဲ့မောကျင်လိုက်လို့တရင်ပုံစံလေးတွေကထူးခြားနေရဲ့ဆိုရင်တော့သင်ကိုလှုပ်ဆောင်မှုအတွက်ညှို့ပေးနေတာဖြစ်နိုင်ပါတယ်။ဥပမာပြောရမယ်ဆိုရင်တော့အသေးပုံတိမ်လေးကိုမြင်ရင်တော့အချင်းနဲ့ပတ်သက်ပြီးတော့ကံကောင်းမယ်။ဒါမှမဟုတ်တခုခုလှုပ်တဲ့နေဆိုတာမျိုးပဲဖြစ်ပါရဲ့ရှင်။ နမလေးမှွင့်ရက်နဲ့နှကောင်နှမျက်တွေကမှွင့်ရက်နဲ့တွေနဲ့လည်းအချက်ပြတတ်ပါတယ်။ဥပမာပန်းရက်နဲ့တင်းတင်းလေးဒါမှမဟုတ်ချောကလက်နဲ့လိုစားကြည့်စရာလေးချုံမြင်းနဲ့ရနက်လေးတွေနဲ့သူတို့အသင်ကိုစောက်ရှောက်နေရင်ဆိုရဲကြောင့်အတိပေးတတ်ပါတယ်။နောက်ပြီးတော့ရင်မွေးနှမ်းလိုမျိုးတင်းမျက်နဲ့ရနက်တွေကသင်ကိုသူတို့ချစ်ခင်နေစောက်ရှောက်တယ်ဆိုတာကိုဖော်ပြနေရပဲဖြစ်ပါတယ်ရှင်။နောက်ဆုံးအနေနဲ့ပြောပြပေးချင်တာကတော့နံပါတ်၅ချက်ဖြစ်တဲ့ခန်းစားချက်ပါ။သင်ကတယောက်တည်းဖြစ်နေကနာမှာ တင်ပြီးနားမှာအဖို့တယောက်လောက်အမြင်ရှိနေတယ်လို့ခန့်စားရမှာပါ။လုံခြုံပြီးတော့လူလူပျော်နေတဲ့ခန့်စားချက်ကိုလည်းခန့်စားရမှာပါ။စိတ်ကြင်လင်ပြီးတော့စိတ်ခွန်အားတွေကိုတွေ့မြင်သမျှအရာတွေကနေတဆင့်ရရှိမှာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့နှာခေါင်းနှမျက်တွေကတင့်ကိုအပိချစ်ခင်နေဆိုတဲ့အဓိပ္ပာယ်ပါတဲ့။ဟုတ်ကဲ့ပါပရိသတ်များရှင်ဒီနေ့မှကျမတို့ရဲ့ဗမာဆင်းများ TV Channel လေးကနေတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like နဲ့ share လေးလုပ်သားပေးဖို့အတွက်မမေ့ကြပါနဲ့ရှင်။ ဒီနေ့ရဲ့စီစဉ်လေးကိုအစားအနေအဆုံးထိပ်နားဆင်ရပြီးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်